အားလုံးပဲမင်္ဂလာပါရှင်။မချနာတဲ့ရင်ကြာနေရင်မေလာ၁၉ရက်နေ့အရီယူစီစဉ်ကိုသက်ဆိုင်ပရမဖြစ်ပါရယ်။အချင်းတော်နေမှာအာဟာရပြီးွားရဲအစားတောက်တွေစားတော့ခွင့်မရရှိတာကြောင့်ကိုခန္ဓာချိနေပြီးခန္ဓာကိုယ်အောက်ပိုင်းမလှုပ်ရှားနိုင်တာတွေအဖြစ်များလာပါရယ်။စကိုင်းငလင်အပြီးစေကောင်စီရဲ့လေချောင်းဝါနေပုံချိန်မှုကြောင့်ဗီဒူလေးရာကျော်တည်ဆုံသွားပါပြီ။မချနာဘက်ကလန်တရာညီနောင်ကျေးရွာမှာစေကောင်စီနဲ့ကရင်ရေပူပေါင်းတပ်တွေတိုက်ပွဲဖြစ်ပွားပါရယ်။စားရတဲ့တဲ့နေကိုသက်ဆိုင်ပေးမှာပါ။ကျမတို့အစစ်စစ်သက်သူမိုင်းနေဖြစ်ပါရယ်။ ကျင်းနောက်နေမှာအာဟာရပြေသွားတဲ့အစားအသောက်တွေစားတော့ခွင့်မရရှိတာကြောင့်ကိုယ်ခန္ဓာချိနေပြီးခန္ဓာကိုယ်အောက်ပိုင်းမလုံရှားနိုင်တာတွေအဖြစ်များလာပါတယ်ဆက်ဆိုင်ကတင်ဆက်ပေးမှာပါအချင်းထောင်တွေမှာကျွေးမွေးနေတဲ့အစာတောက်တွေထက်အသားရရှိမှုပမာဏညှော့နေလာပြီးတော့အာဟာရပြေဝတဲ့အစာတောက်တွေစားတောက်ခွင့်မရှိတာကြောင့်ကိုယ်ခန္ဓာချင်းနေပြီးခန္ဓာကိုယ်အောက်ပိုင်းမလုံရှားနိုင်မှု ဖြစ်ပေါ်တဲ့အရေးအတွက်များပြားလာနေရလို့မြန်မာနိုင်ငံလုံးဆိုင်ရာနိုင်ငံရဲ့အချင်းသားများကွန်ရက် PPNM ကနေသိရပါဗျာ။ အာနာဒိန်စစ်ကောင်စီလက်ထက်မှာအကျဉ်းထောင်တွေထဲဘတ်ဂျက်ငွေညော့နေလာတယ်လို့ဆိုပြီးအစားအသောက်တွေရှော့ကျွေးနေတာလို့ PPNM ဦးဆောင်ကော်မတီဝင်ကိုတိုက်ထွန်းဦးကပြောပါတယ်နိုင်ငံတော်ဝန်မှာရှိတဲ့ကျင်းထောင်တွေဖြစ်ပါတယ်အချိန်ကာလအကန့်အသတ်တွေကြောင့်မို့လို့ပဲကျွန်တော်တို့ထောင်ထောင်ချင်းစီကိုအသေးစိတ်အဲတထောင်ချင်းစီကိုကျွန်တော်တို့စုံစမ်းမေးမြန်းဖို့အတွက်အချိန်မယူတော့ပါဘယ်မဲ့တနိုင်ငံလုံးကကျင်းထောင်တွေမှာလက်ရှိမှာအစားတောက်စိတ်ချော့ချခံနေရတယ် အဂျင်တာအများစုမှာအဂျင်တာတယောက်ကိုတပတ်တာနေညသမင်းချိန်14နှစ်ကျွေးမွေးရပြီးတော့ချက်ဥတလုံးနလက်မအရွယ်၅အသားသုံးသုံးသုံးကို၄နှစ်စာတာပေးပြီးဂျန်နေရက်တွေမှာသမင်းနဲ့ပဲဟင်းအရေးကြီးကိုဒါကျွေးမွေးနေရလို့ PPNM ကဆိုပါတယ်။ဒါကြောင့်အာဟာရပြည့်ဝတဲ့အစားအသောက်တွေကိုစားတောက်ခွင့်မရပဲကိုခန္ဓာချင်းနဲ့ပြီးခန္ဓာကိုအောက်ပိုင်းမလို့ရှားနိုင်တဲ့အရေးအတွက်အများပြလာပြီးမြင်းချအဂျင်ထောင်မှာဆိုရင်စုစုပေါင်းလူဦးရေ25ရာခိုင်နှုန်းဟာအဲ့ဒီဝေဒနာခံစားနေရတယ်လို့ PPNM ကဆိုပါတယ်။ ဒါကြောင့်မိဘပြည်သူတွေအနေနဲ့အကျဉ်းဆောင်တွေမှာမတရားအကျဉ်းချခံနေရတဲ့နိုင်ငံရေးအကျဉ်းသူအကျဉ်းသားတွေရဲ့အစားတောက်ရေးအတွက်အထောက်အကူဖြစ်စေဖို့ထောင်ဝင်စားပါဆယ်တွေကိုကူညီထောက်ပံ့ကြဖို့လဲ PPNM ကတိုက်တွန်းပါတယ်စကောင်စီအာဏာသိမ်းပြီးနောက်2025မေလ16ရက်နေ့အထိမတရားဖမ်းဆီးခံရတဲ့ပြည်သူ19152ယောက်ရှိပြီးအဲ့ဒီထဲက12122ယောက်ဟာဖမ်းဆီးထိန်းသိမ်းခံထားရဆဲဖြစ်ပါတယ် ဖီတူလူထုအနေနဲ့မိမိဒေတာမှာဖြစ်ပေါ်နေတဲ့သတင်းကြောင်းရာတွေကိုပေးဖို့ချန်နယ်ဆိုရင်တော့မချနာသတင်းချန်နယ်ရဲ့ Messenger ကနေဖြစ်စေဖုန်းနံပါတ်3996336 313ကိုဖြစ်စေဆက်သွယ်ပေးဖို့နိုင်ပါတယ်ကျနဖကလန်တရာညီနောင်ချေရွာမှာစေကောင်းစီနဲ့အကန်ဤပူပေါင်းတပ်တွေတပ်ပွဲဖြစ်ပွားခဲ့ပါတယ်။ထရိုဆာကတိဆက်ပေးမှာပါ။ ီချီနာဖကန်လာအချိန်တက်လာတဲ့စစ်ကောင်စီစစ်ကြောင်းနဲ့ကချင်လူလိုက်ရေတမရိုကရေပူပေါင်းတပ်တို့ဒီကနေ့မနေ့9ရက်နေ့လောက်ကတတိုင်းငင်အောင်ခြေရွာမှာတိုက်ပွဲဖြစ်ပွားခဲ့တယ်လို့သိရပါတယ်။အထက်ပါစစ်ကောင်စီစစ်ကြောင်းဟာနရခြေရွာကျော်တတိုင်းငင်အောင်ခြေရွာထိရောက်ရှိလာတဲ့အတွက် KYA KPDF ပူပေါင်းတပ်တွေနဲ့တိုက်ပွဲဖြစ်ပွားတာလို့ KYA နဲ့ညီဆက်တဲ့အမျိုးသားတို့ကမီချီနာတည်င်းချန်နယ်ကိုပြောပါတယ်။ ဲဖကန်ဒီလုံကွာညီကတော့တရားညီနောင်ကိုတူလို့ဆယ်လို့ဖကန်ပြတ်တက်လာတဲ့စစ်ကောင်စီတပ်တွေတရားညီနောင်မှာရောက်နေပြီးဒီမနက်ပြစ်ခတ်နေရယ်အများပိုင်းကလက်နက်ကြီးတွေနဲ့အပြန်အလှန်ပြစ်ခတ်တယ်ဒရုန်းတွေနဲ့အပြန်အလှန်ချကြတယ်အနည်းကတော့မဟုတ်ဘူး တိုက်ပွဲဖြစ်ပွားတဲ့နေရာဘက်ကိုစစ်ကောင်စီကလေတောင်းကနေပစ်ကူနေတဲ့အတွက် KAI KPDF ပူးပေါင်းတပ်တွေအနည်းငယ်ဆုတ်ခွာထားရတယ်လို့လဲဆိုပါတယ်။ဒီကနေ့မနက်ပိုင်းမြစ်နာပကလံဘက်မှာစစ်ကောင်စီနဲ့ KAI KPDF ပူးပေါင်းတပ်တွေတိုက်ပွဲဖြစ်ပွားနေတယ်လို့ဖကန့်ဒေတာခန့်သူကလည်းပြောပါတယ်။ဖကန့်ဒေတာကိုပြန်လည်ထိန်းချုပ်နိုင်ရဲစစ်ကောင်စီကစစ်ကြောင်းတစ်ခုထက်မနေထိုးလာတဲ့အတွက်နေ့စဉ်နေ့ပါဆိုသလိုလံပိုင်းတစ်လျှောက်မှာတိုက်ပွဲတွေဖြစ်ပွားနေတော့ပါ။ပြခဲ့တဲ့မေလ၄ရက်နေ့ကလေးကမြစ်နာပကလံ ကြိုင်စစ်ကောင်စီပူပေါင်းတပ်တွေစစ်ကြောင်းချိုးနေတာဖြစ်ပြီး KAKPDF ပူပေါင်းတပ်တွေတက်ခိုက်သိမ်းပိုက်ချတဲ့အနက်ရခြေရွာကိုကျော်လွန်ပြီးတော့ကမ္မစုခြေရွာမှာတပ်ဆွေးနေကြတာဖြစ်ပါတယ်။အထက်ပါတိုက်ပွဲအခြေအနေတွေကြောင့်မြစီနာဖကန်လန်တရှောက်မူပြင်းကြောက်ထုနိုင်ရကမောခုံဆိုင်စုတဒါငီနောင်ဆိုင်ဖရာကြောက်ဖြာနန်သိန်းပြောင်းအောင်စားတဲ့ခြေရွာဒေသခံတွေတင်းရှောင်နေကြရပါတယ်။ စကိုင်းငလင်အပြီးစစ်ကောင်စီရဲ့လေကြောင်းဝါနေပုံချိန်မှုကြောင့်တိုက်ဆုံတဲ့ပြည်သူပေါင်း436ယောက်အထိရှိလာပြီလို့အမျိုးသားညွရေးအစိုးရအညွှန်းကြီးကဒီကနေ့မနက်ထုတ်ပြန်လိုက်ပါတယ်။ဒါဟာစကိုင်းငလင်လုခတ်ခဲ့တဲ့မတ်လ28ရက်နေ့ကနေမေလ16ရက်နေ့အထိဖြစ်ပြီးစစ်ကောင်စီရဲ့လေကြောင်းဝါနေတိုက်ခိုက်မှု445ကြိမ်ပြုလုပ်ခဲ့ရလို့ဆိုပါတယ်။တိုက်ခိုက်မှုကြောင့်တိုက်ဆုံတဲ့ပြည်သူတွေထဲမှာကလေးအယောက်60ထိပါဝင်ပြီး ဒဏ်ရာသူပေါင်းကတော့986ရောက်ရှိတယ်လို့သိရပါတယ်စကောင်းစီဟာရန်ကုန်တိုင်းအလွဲလို့ဂျန်တဲ့တိုင်းနေပြီးနေ73ခုလုံးမှာလေချောင်းတက်ခတ်မှုတွေပြုလုပ်ခဲ့တာဖြစ်ပြီးအဲ့ဒီတိမ်မှာစကိုင်းတိုင်းကတော့အသေးဆုံးသူအများဆုံးဖြစ်ပြီး133ရောက်အထိရှိနေတာပါငလင်အပီအပိလာနေရနေမှာစကောင်းစီဟာပြည်ရဲ့ဂျင်ညာခေပေမဲ့ပီတူရီရှိရဲ့နေရာတွေကိုဆက်တိုက်လေချောင်းဝါနေတက်ခတ်မှုတွေပြုလုပ်နေတာဖြစ်ပါတယ် အန်ယူဂျီကတော့စစ်ကောင်စီရဲ့လေကြောင်းတက်ခွင့်မှုတွေရတဲ့ရင်နဲ့အဲ့ဒီတက်ခွင့်မှုတွေအတွင်ပြည်သူတွေအသက်အိုရင်းဆုံးရှုံးမှုအနေနဲ့တများနေအောင်နီလန်ပေါင်းစုံအသုံးပြုသွားမယ်လို့ပြောထားပါတယ်။ချားပင်စစ်ကောင်စီဘက်ကကျွလွန်တဲ့ဆရာဆွေးမှုတွေမှာအဓိကတာဝန်ရှိတဲ့အကောင်ဆောင်တွေအမိတ်ပေစေခိုင်းသူတွေလေမှုတွေပံ့ပိုးကူညီသူတွေနဲ့သတင်းမှဝန်လိညာနေတဲ့စစ်သက်အလို့ပီတွေကိုပါဥပဒေနဲ့အညီအရေးယူနိုင်ရေးဆောင်ရွက်သွားမယ်လို့ဆိုပါတယ်။ ဖခင်ကျန်တော်များကိုကြီးဆောင်ရှောက်ရေးအတင်းအေးပီပီရဲ့အထောက်ပြန်ချက်အရာတော့2023ခုနှစ်ဖေဖော်ဝါရီလ3ရက်နေ့ကနေ2025ခုနှစ်မေလ16ရက်နေ့အထိစေကောင်းစီရဲ့တပ်ဖြတ်မှုကြောင့်ပြည်သူ6689ယောက်တိတ်ဆုံးခဲ့တော်ကိုနှစ်မိနစ်တကွာအသေးပြုနိုင်ခဲ့ပြီးအသေးမပြုနိုင်တဲ့အသေးဆုံးသူ3450နီးပါးရှိနေလို့လည်းသိရပါတယ် က်အတဲကာလာတွေမှာကိုယ့်ရဲ့စိတ်ကြမ်းမာရေးကိုဂရုစိုက်နိုင်မယ် self care နည်းလမ်းလေးတွေကို ဝေမျှပေးလိုက်ပါတယ်လက်တလောကျမတို့ကြုံတွေ့နေရတဲ့ငလင်လောက်ခတ်မှုဖြစ်ရဆိုကြောင်းနိုင်ငံတဝန်းမှာထိခိုက်နှနာမှုများစွာကြုံတွေ့နေရပါတယ်ဒီအထဲမှာစိတ်ပိုင်းဆိုင်ရာထိခိုက်မှုများကလက်ရှိကာလမှာတည်းမကနောက်ဆက်တွဲတက်ရောက်မှုများစွာရှိနိုင်တာကြောင့်ကျမတို့ရဲ့စိတ်ကြမ်းမာရေးအတွက်အလွယ်တကူဂရုစိုက်နိုင်မယ့်နည်းလမ်းလေးတွေကိုဝေမျှပေးသွားမှာဖြစ်ပါတယ် ီကာလမှာအဓိကကြုံရလေးရှိတာကစိုးရိမ်တော့ကရီဖြစ်ပါတယ်။ငလင်ဖြစ်ပွားတော့ကကြုံလိုက်ရတဲ့စိတ်အခြေအနေတွေဆိုရှယ်မီဒီယာကသတင်းတွေကြောင့်ပူပင်မှုတွေဖြစ်နိုင်ပါတယ်။ဒါကြောင့်ဒီစိုးရိမ်မှုတွေလျှော့ကြအောင်နဲ့စိတ်လုံခြုံတဲ့ခံစားချက်လေးတွေရအောင်ပေါ်ပြပါအချက်လေးတွေလုပ်ကြည့်လို့ရပါတယ်။မိမိရဲ့ခံစားချက်တွေအတွေ့အကြုံကိုကိုယုံကြည်ရတဲ့မိသားစုတငယ်ချင်းမိတ်ဆွေတွေကို ရင်ဖွင့်ပြောဆိုတာ ကိုယ့်ရဲ့ခံစားချက်လေးတွေကိုမဝေဖန်ပဲအတိအမှတ်ပြုပေးတာမျိုးကအများကြီးအထောက်အပံ့ပြုပါတယ်။နေလက်ရှိပြစ်ဆုံးပံကိုအာယုံဆိုင်ပြီးစိတ်ကိုပြန်လဲတည်ငြိမ်လာအောင်အသက်ကိုပြင်းပြင်းရှူသွင်းရှူထုတ်လုပ်တာကိုယ့်ရဲ့ပတ်ဝန်းကျင်ကအနက်အသံအထီးအတွေ့ညင်ခွင်းတွေကိုဂရုတစိုက်အာယုံခံကြည့်တာမျိုးလုပ်လို့ရပါတယ်။၃မိမိကိုစိတ်သက်သာရရစေမယ့်တည်ငြိမ်စေမယ့်အရာလေးတွေလုပ်တာဥပမာ ငိတ်ညောင်းတဲ့တန်စင်လေးတွေနားထောင်တာပကြီဆွဲတာအယောင်ချဲတာအိမ်မွေးတရိတ်ဆန်လေးတွေနဲ့ဆောက်ကစားတာမျိုးတွေလုပ်လို့ရပါတယ်။ရုပ်ပိုင်းဆိုင်ရာဂျမားကြီးနဲ့စိတ်ပိုင်းဆိုင်ရာဂျမားကြီးကဆက်ဆက်နေတာဖြစ်လို့ခန္ဓာကိုယ်လိုအပ်ချက်လေးတွေကိုဂရုစိုက်ပေးဖို့လိုအပ်ပါတယ်။လေးအိတ်ဆက်ခြင်းဟာကျမတို့ရဲ့ကိုရောစိတ်ကိုပါအကောင်းဆုံးသောအနာပေးတဲ့နည်းလမ်းဖြစ်တာကြောင့်အိတ်ချိန်ပြပြဝဝဖြစ်အောင်အိတ်ဆက်အနာယူဖို့ အိတ်ချိန်ပုံမှန်လေးထားရှိဖို့တိုက်တွန်းချင်ပါတယ်၅ဒီအချိန်မှာစားချင်တောက်ချင်စိတ်တွေညှော့နေနေနိုင်ပေမယ့်ရေဓာတ်ပြည့်ဝအောင်အာဟာရပြည့်ဝအောင် စားတောက်ဖို့လိုအပ်ပါတယ်၆ကိုယ်လက်လှုပ်ရှားမှုဟာစိတ်ရောကိုယ်ပါအထောက်အပံ့ဖြစ်စေတာမို့မိမိတို့အတွက်အဆင်ပြေတဲ့လေ့ကျင့်ခန်းတွေပြုလုပ်တာအကျောလျှော့ပေးတာမျိုးတွေပြုလုပ်ပေးလို့ရပါတယ် ငလင်ဖြစ်ပွားပြီးနောက်ပိုင်းမှာကိုလုံနေကြနှီးစဉ်လုပ်ငန်းဆောင်တာတွေကိုမလုပ်ဖြစ်တာမျိုးရှိတတ်ပါတယ်။ဒီအခါမှာအတွေးတွေများလာပြီးစိတ်မသက်တာတွေရှိတတ်တာကြောင့်ကိုယ့်ရဲ့ routine လေးတွေလည်းပတ်ဖို့လည်းစူးစမ်းကြည့်စီချင်ပါတယ်။ခုနှစ် social media ကသတင်းအချက်အလက်တွေရဖို့အရေးကြီးသလို social media ကသတင်းအမှားတွေပုံရိပ်တွေကကိုယ့်ကိုယ်စိုးရိမ်ပူပန်တာတွေဖြစ်စေနိုင်တာကြောင့်အချိန်ကန့်သက်ပြီးအသုံးပြုတာကပိုပြီးအကျိုးရှိပါတယ်။ ရှင်ကိုဝါသနာပါတဲ့အရာတွေကို စိတ်ပျော်ရွှင်စေမယ့်အရာတွေဥပမာတခြင်းနာထောင်တာစာဖတ်တာ ပုံဆွဲတာမျိုးလေးတွေလှူဆောင်လို့ရပါတယ်ကိုကိုရဲ့တငယ်ချင်းမိတ်ဆွေတွေနဲ့အဆက်အသွယ်မပြတ်ရှိတာအချင်းချင်းကူညီထောက်ပံ့တာကိုတက်နိုင်တဲ့အပိုင်းတွေမှာ volunteer စေတနာဝန်ထမ်းအနေနဲ့ပါဝင်တာမျိုးတွေကစိတ်ကြမ်းမာဖို့အထောက်အကူပြုပါတယ် ဒီဖြစ်ရဆိုကြီးဟာကျမတို့ရဲ့စိတ်ကြမ်းမာရေးကိုတက်ရောက်ပြီးအကျိုးဆက်နေနဲ့လဲစိတ်ပိုင်းဆိုင်ရာပြဿနာတွေဖြစ်လာနိုင်တာကြောင့်ကြိုတင်ကာကွယ်ရာမျိုးတွေပြုလုပ်လို့ရပါတယ်တဆေစိတ်ဖိစီးမှုတွေဖြစ်လာတဲ့အခါ unhealthy coping မမှန်ကန်တဲ့ဖြေရှင်းသည့်တွေ အသုံးပြုတာမျိုးရှောင်ကျဉ်သင့်ပါတယ်ဥပမာအရက်အလွန်အကျွံတောက်တာငူးရစေဝါတုံဆွဲတာ ကိုယ့်ရဲ့ခံစားချက်တွေကိုတခြားသူပေါ်ပုံချမိတာမျိုးတွေရှောင်သင့်ပါတယ်7ကိုယ်တိုင်ရင်ဆိုင်နိုင်ဖို့ခက်ခဲလာပြီးမိမိအတွက်လိုအပ်လာပြီးဆိုရင် စိတ်ပိုင်းဆိုင်ရာအရာ အကူအညီတွေရယူတာကောင်ဆယ်လင်းယူတာ emotional support session နဲ့ workshop တွေပါဝင်တာဆရာဝန်တွေနဲ့ပြသတာမျိုးတွေပြုလုပ်သင့်ပါတယ်7ဒီကာလမှာကိုမလုပ်ပေးနိုင် မကူညီနိုင်တဲ့အရာတွေကလည်းအများကြီးရှိနိုင်တာမို့ဖြစ်နိုင်ရင်ကိုလုံနိုင်တတ်နိုင်တဲ့အရာတွေပေါ်မှာပိုအာယုံစိုက်ပြီးကူညီထောက်ပံ့တာမျိုးကကိုယ့်ရဲ့စိတ်ကြမ်းမာရေးအတွက်ကောင်းမွန်စေနိုင်ပါတယ်မြန်မာသတင်းချန်နယ်ရေဒီယိုအစီအစဉ်ကိုအပတ်စဉ်သတင်းလာနေရနေတောက်ကြနေအထိည၈နာရီအချိန်တိုင်းမှာတင်ဆက်ပေးတော့မှာဖြစ်တဲ့အတွက်စောင့်မျှော်နာဆင်နိုင်ပါပြီ။ကချင်ပြည်နယ်တွင်းကနောက်ဆုံးရသတင်းတွေနဲ့အတူ အခြားစိတ်ဝင်စားစရာကောင်းတဲ့သတင်းတွေကိုလည်းမြစ်နာသတင်းချန်နယ် app Facebook စာမျက်နှာ YouTube နဲ့ website တို့ကနေသတင်းလဲစောင့်မျှော်ကြည့်ရှုနားဆင်နိုင်ပါပြီ။